မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရဖျားထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဇုရောအားဖြင့်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်တမန်တော်ဝတ္ထုခန်းကြီး20အပိုင်းငယ်34ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ဤလက်တို့သည်ငါကို၎င်းငါအပေါင်းအဖော်တို့ကို၎င်း လှုပ်ကြွေးပြီဟုသင်တို့သည်ကိုယ်တိုင်သိကြ၏ဒီနေရာမှာရှင်ပေါလုကသင်အုပ်တွေကိုခေါ်ပြီးတော့မှတုံသင်ဆုံးမနေတာတွေ့ရပါတယ်အဲ့လိုဆုံးမတဲ့အထဲမှာထူးခြားချက်လေးတခုကိုဒီကျမ်းပိုင်အားဖြင့်တွေ့ရပါတယ်ရှင်ပေါလုကမကြခင်ဝိညာဉ်တော်ကသူ့ကိုယေရုရှလင်မြို့ကိုခေါ်သွားမယ်အဲ့မှာညင်ပန်းနှိမ့်ဆက်ခြင်းတွေခံရမယ့်အကြောင်းကိုလည်းသူသိနေပါတယ်ဒါကြောင့်မလို့သူမရှိတော့တဲ့အခါမှာ အသင်းတော်ကို ကောင်းစွာ ကြီးရှုဖို့ရန်အတွက်သင်းအုပ်တွေကိုမှားနေတယ်။ပြီးတော့သူမရှိတဲ့အခါမှာ မြေခွေးတွေလည်းရောက်ရှိလာနိုင်တဲ့အသင်းတော်ကိုကွဲပြားစေဖို့ဖျက်ဆီးစေဖို့အကြောင်းတွေလည်းဖြစ်လာနိုင်တဲ့အကြောင်းသူက ပြောပါတယ်။အဲ့ဒါနဲ့သင်းအုပ်တွေကို သူကဆက်ပြီးတော့ဘာတွင်တင်လဲဆိုလို့ရှိရင်ငါမင်းတို့ရှေ့မှာဘလို့ပုံသက်တင်တဲ့အသက်ရှင်လဲဆိုတာကိုမင်းတို့သိကြတဲ့အတိုင်းပဲငါကငါလက်နဲ့ငါ ငါကိုငါလဲလှုပ်ကြွေးတယ်ငါအပေါင်းအဖော်တွေကိုလဲလှုပ်ကြွေးတယ်ဆိုပြီးတော့မှသူကပြောပါတယ်ဆက်ပြီးတော့သူက အလုတ်လှုပ်ပြီးတော့မှအာနေသောသူကို မာစားရမယ်စွန့်ကျဲခံခြင်းအရာထက်စွန့်ကျဲခြင်းအရာကတာ၍မင်္ဂလာရှိတယ်ဆိုပြီးတော့မှတခင်ရှုပြောခဲ့တဲ့ဇကားကိုတုံတင်ပေးတယ်ဆိုတာတွေ့ရပါတယ်ဒါကြောင့်မလို့ရှင်ပေါလုပြောတဲ့ဒီဇကားအရာဆိုလို့ရှိရင်သူကိုယ်တိုင်က သူ့လက်နဲ့အလုပ်လုပ်ပြီးတော့မှရက်တီတယ်ဒီလက်နဲ့ပဲခြားသောသူတွေကိုလှုပ်ကြွေးတယ်ဆိုတဲ့အတွက်အလုပ်လုပ်ပြီးတော့မှအားနေသောသူကိုမစားဖို့စွန့်ကြဲသောသူဖြစ်ဖို့ရအတွက်တွင်တင်တဲ့အတွက်တင်းအုပ်တရားဒါကိုလိလာမှတ်ယူရမယ်ဆိုတာကို တွေ့ရပါတယ်ရှေးကနဦးအသိတော်တွေမှာတော့သာသနာပြုတွေတင်းအုပ်တွေမှာစပရောဖက်တွေတမန်တော်တွေစသဖြင့် ဘုရားခင်ခွဲကပ်မှတ်သားတဲ့သူတွေရှိလာတဲ့အခါမှာအဲ့ဒီလိုဘုရားမှုဆောင်တဲ့သူတွေဘလို့ယက်တီကြလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှဘလို့လစာတွေရပြီးတော့ဘလို့ပံ့ပိုးမှုတွေရတယ်လဲဆိုတာကို အသေးစိတ်မသိပေမဲ့တမန်တော်ကြီး ပေါလုကတော့သူ့ရဲ့အသက်ရှင်မှုအားဖြင့် ပုံသက်တည်ပြခဲ့တယ်ဒါကပါလဲဆိုလို့ရှိရင် အလူငွေကိုစောင့်နေတာမျိုးအလူငွေဘယ်သူပေးမလဲဆိုတာကိုမျှော်လင့်တာမျိုးထက် သူ့လက်နဲ့သူလုတ်ကင်ပြီးတော့မှ ဖြေရှင်းတယ်ဒီလက်နဲ့ပဲအခြားသောသူတွေကိုကူညီမစားတယ်စွန့်ကျဲမဲ့အချိန်ကိုစောင့်မနေဘူးကိုယ်တိုင်စွန့်ကျဲနိုင်ဖို့ရန်လှုပ်ဆောင်တယ်ဆိုတာကိုတွေ့ရပါတယ်ဒါကိုသင်းအုပ်တွေကိုတင်ပေးတယ်ဆိုတာတွေ့ရတယ်ဒါကိုကြည့်ချင်းအဖြစ်ဒီနေ့ခေတ်မှာရော အမှုတော်ဆောင်တွေက ကိုယ်လက်နဲ့အလုတ်လုတ်ပြီးတော့မှငွေရှာတင့်သလားစီးပွားရေးတွေလုတ်တင့်သလားဆိုရဲမိကုန်းနေ ရှိလာပါတယ်ကျွဲဝချမ်းသာတဲ့အမှုတော်ဆောင်တွေကို ကြည့်ရင်သူတို့မှာငွေငွေရရှိ နေတဲ့လမ်းကြောင်းတွေလုပ်ငန်းတွေရှိတယ်ဆိုတာကိုမြင်တွေ့နိုင်ပါလိမ့်မယ်စားတောက်ဆိုင်တွေဖွင့်တာမှအစကုမ္ပဏီတွေရှယ်ယာဝင်တာမှအစဟိုတယ်ရှယ်ယာတွေဝင်တာမှအစအမျိုးမျိုးသောနီးလန်းတွေနဲ့ငွေကြေးရပောက်တွေရှိတယ်ဆိုတာကိုတွေ့ရပါတယ်ဒါကြောင့်သူတို့တွေဟာအလူငွေတွေကိုတော့စောင့်နေစရာမလို့ သူများပေးမှာကိုလည်းမျောလင့်စရာမလိုပဲသူတို့ကိုယ်တိုင်ကပြန်ပေးနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်။တချို့မှုတော်ဆောင်တွေကတော့လောကအလုပ်တွေကိုမလုပ်ကြဘဲနဲ့ဖရာရဲ့အမှုတော်မြတ်ထဲမှာလုံးဝအနံ့ပြီးတော့မှစ조사လှုပ်ဆောင်ကြတာကိုတွေ့ရပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေကပြင်းရည်ခြင်းမရှိပဲအလုပ်လုပ်နေကြရမှာဖြစ်တယ်။တနည်းနည်းနဲ့ကျွန်တော်တို့ဟာသူတပားတွေကိုပီကန်စွန့်ကျဲနေတော်သူဖြစ်ရမှာဖြစ်ပါတယ်။ ငွေချေးအားဖြင့်တော်လကောင်းအချိန်အားဖြင့်တော်လကောင်းလှုပ်အားအားဖြင့်တော်လကောင်းခန္ဓာပိုင်းဆိုင်ရာလူအပ်ချက်ဝိညာဉ်ပိုင်းဆိုင်ရာလူအပ်ချက်စိတ်ပိုင်းဆိုင်ရာလူအပ်ချက်ဒါတွေကိုကျွန်တော်တို့ကဂယုတဆိုင်နဲ့သူတစ်ပါးကိုမျှဝေတတ်ဖို့လိုပါတယ်လောကီစည်းပွားရှာပြီးတော့ငွေငွေရှိတဲ့ဓမ္မမှုတော်ဆောင်တွေကတော့လောက ရေးရာနဲ့ပတ်သက်ပြီးအေးအေးချမ်းချမ်းတက်တောင့်တက်တာနေနိုင်ကြတာကို တွေ့ရမှာဖြစ်ပေမဲ့တချို့ဓမ္မမှုတော်ဆောင်တွေကတော့ ဘုရားအမှုတော်ကို ပတ်တကုတ်ကြိုးစားနေရင်နဲ့အလူငွေရရှိမှုအပေါ်မှာပဲယက်တည်တဲ့အတွေ့တိတ်အစဉ်ပြေလာတယ်လို့မရှိပါဘူးမြမပြည်မှာရှိတဲ့ဓမ္မအမှုတော်ဆောင်လူအ ਨੇ စုသာလင်အစဉ်ပြေစွာနေထိုင်စားသောက်နိုင်ကြပေမဲ့အများစုကတော့ခက်ခဲကြက်တဲကြတယ်ဆိုတာတွေ့ရပါတယ်ဒီလိုဆိုရင်ရှင်ပေါလုပြောတဲ့စကားအရတင်းအုပ်တွေဟာကိုယ့်လက်နဲ့အလုပ်လုပ်ရမလို့ဖြစ်လာပါတယ်အကယ်၍လောကအလုပ်ထဲမှာသာ သူတို့ဝင်သွားကြရင်ဝิญဉ်အလုတ်တွေမှာလဲအာရော့သွားမှာစိုးရင်ရပါတယ်ဒါကြောင့်မလို့ဓမ္မမှုတော်ဆောင်တယောက်အနေနဲ့အာပေတိုက်တွန်းချင်တာကတော့ဓမ္မအမှုတော်ဆောင်များအနေနဲ့တနည်းနည်းနဲ့ကိုယ့်ရဲ့ဘဝရည်တည်မှုကို ဖြည့်ရှင်းကြရမှာဖြစ်တယ်အလူငွေကိုစောင့်ဆိုင်ပြီးစွန့်ကြဲခြင်းခံတာထက်စွန့်ကြဲပေးကမ်းနိုင်မှုရန်အတွက်အလုတ်ကြိုးစားရမှာဖြစ်တယ်ဆိုတာကိုနားလည်သိရှိစေချင်ပါတယ်ဖျာရှင်ကောင်းချီးပေးပါစေ။ ဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖရာကိုရောကိုကျေးဇူးတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာမှာကိုရောရဲ့ဘုန်းတော်ထင်ရှားခြင်းရှိစေဖို့စွန့်ကြဲခံခြင်းထက်စွန့်ကြဲတော်သူဖြစ်ဖို့မိမိအတတ်ပညာမိမိအစွမ်းတက်သည့်ကိုအသုံးချပြီးတော့မှယက်တည်နိုင်ဖို့မဆာပါကျေးဇူးတင်တယ်ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲခန္ဓာစိတ်ဝိညာဉ်မဆာချက်အမျိုးမျိုးနဲ့ပတ်ရပါမိအကြောင်းကိုရောဘုန်းတော်ထင်ရှားတဲ့အသက်တာများဖြစ်လျက် အသက်ရှင်နိုင်ဖို့ပြင်ဆင်ပေးပါမိအကြောင်းတပိုင်တော်သားတို့တခေရှုခရစ်တော်နာမ၌စက္ကအနံဆုတောင်းပါ၏အာမင်